အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ17ရက်စီးရီးသတင်းကောင်းတော်သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဆုံးစံတိုင်းကျွန်တော်ရဲ့ YouTube channel လေးကိုလမလေးတွေထောင်ပြီးတော့ comment လေးတွေရေးပေးကြဖို့မေတ္တာရပ်ခံပါရစေကျွန်တော်တို့မြန်မာပြည်ထဲမှာရှိတဲ့ပြည်သက်တွေရောကဘာအနှံပြမှာရောက်နေတဲ့မြန်မာပြည်သူ social media သုံးဆွဲကြသူတွေတော်တော်များများ ွဲကြည့်နေကြတယ်လို့ကျွန်တော်ယူဆပါတယ်။မကြည့်လို့လည်းမရပါဘူး။မမြင်ရင်ကိုပဲမြင်လာမှာဖြစ်ပါတယ်။ကျွန်တော်လည်းမျက်စိရှိမှရောက်လာတာရှိပါတယ်။အဲအားလုံးပြောနေကြတဲ့မပြုံးမဲနဲ့ဝလုံးကွဲကြီးကြတယ်ဆိုတော့ဝါးကားကြီးဝါးကားကြီးဆိုပြီးတော့ဖြစ်နေကြဒါလုတ်ပွဲတွေဖြစ်ပါတယ်ကျွန်တော်ပြောချင်တာလုတ်ပွဲတွေဖြစ်ပါတယ်စစ်တပ်ဟာစိတ်ဓာတ်စစ်စစ်ဝါရဖြန့်စီတွေကိုကျွန်တော်တို့ informal formal နှစ်မျိုးလုံးနဲ့လုပ်နေတာဖြစ်ပါတယ် ပြောရမယ်ဆိုရင်တော့အထက်လန်းဒီအောက်လန်းဒီမျိုးစုံပေါ့သူတို့ရကတော့အထက်လန်းဒီဆိုတော့မရှိပါဘူးအောက်လုံးနေနဲ့တိုက်ခိုက်တာပဲရှိပါတယ်အဲ့တော့အဲ့ဒါတွေကိုသာယာမလီပါနဲ့ကျွန်တော်တို့တော်လိုင်းရေးသတိလုံချုံရေးအသည့်လုံချုံရေးသတိတွေနဲ့နိုးနိုးကြကြနေကြပါအချင်းချင်းဝင့်ရံကြပါကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိပါတယ်မကြည့်ဘူးတော့မလုပ်ပါနဲ့ကြည့်တော့ကြည့်တယ်သိတော့သိတယ်တော့လုပ်လိုက်ပါကျွန်တော်တောင်မှပဲမကြည့်ဘဲနဲ့မျက်စိရှိကိုရောက်လာတာရှိပါတယ် ဲ့တော့ဘာလဲဟာဆိုပြီးတော့လူရဲ့သဘောအရစမ်းစစ်ကြည့်ပါလေစမ်းစစ်ကြည့်တော့အဲ့မှာနည်းနည်းလေးဝင်သွားတယ်အဲဝင်သွားပြီးရင်အဲ့မှာဘာဖြစ်တယ်ဆိုပြီးတော့ရေးမိသွားပါဘောနော်အဲ့ဒါလူရဲ့စိတ်ကိုသူတို့အသုံးချကျွန်တော်တို့ရဲ့ဆက်စုတတ်တဲ့စိတ်ကိုသိရအဲ့ဆက်စုတတ်တဲ့စိတ်ကိုအသုံးချပြီးကမှဆောကပြောခဲ့တဲ့ informal or formal နဲ့နှစ်မျိုးလုံးသုံးပြီးတော့တိုက်ခိုက်နေတာဖြစ်ပါတယ်သတိဝိရိယရှိကြပါကျွန်တော်တို့တော်လိုင်းကိုပဲအာယုံဆက်ရအောင်ပါ အာယုံဆိုင်အောင်လို့ပြောတာမဟုတ်ပါဘူးတခြားကိုအာယုံမလွတ်ပါနဲ့စစ်ကောင်စီလွတ်နေအာယုံတွေကိုမလွတ်ပါနဲ့ကျွန်တော်တို့ပုံမှန်လုံနေမြဲအလုံးနဲ့ကျွန်တော်တို့ရဲ့တော်လန်ရေးအသည့်တော်လန်ရေးဓတိတွေကိုဒီဘက်မှာပြန်ပြီးအာယုံဆိုင်ကြပါလို့ပြောချင်ပါတယ်နောက်ပြီးမြန်မာနိုင်ငံတနံတလဲရမှာတော့အင်တာနက်လိုင်းတွေဆုတ်ပြတ်တက်နေတာကိုကြုံတွေ့နေရပါတယ်စစ်ကောင်စီထိန်းချုပ်မှုမရှိတော့တဲ့နေပြည်တော်မှာတော့ Starlink ဝန်ဆောင်မှုနဲ့အဆင်ပြေနေကြပါသေးတယ်။ဒီဘက်မှာတော့ VPN တော်တော်များများချိတ်ဆက်မရတော့ပဲ လုံးဝသုံးလို့မရကြတော့တော့ချစ်ပါအစောပိုင်းရက်တွေတုန်းကတော့ရေအောက်ဖိုင်ဘာကေဘယ်ဦးငမန်းကြိုက်ခဲ့တယ်ပေါ့ဗျာကြည်ရင်းကအဖွဲ့တွေဂျုံနေရတဲ့ပြဿနာတချို့အင်တာနက်ဆာဗာတွေ YouTube ကြည့်လို့ရတယ်ဒေါင်းလုဒ်နဲ့အပ်လုပ်မရဘူးချို့ကြတော့အပ်လုပ်ရတယ်ဒေါင်းလုဒ်မရဘူးတချို့ကြတော့ YouTube နဲ့ TikTok ကြည့်လို့ရတယ်တခြားဘာမှလုပ်လို့မရဘူးစသဖြင့်ပေါ့ဗျာ Wi-Fi အင်တာနက်ကော မိုဘိုင်းဒေတာနဲ့အသုံးပြုရတဲ့အင်တာနက်တွေမတည်မငြိမ်ဖြစ်နေတာပေါ့ဗျာဒါကတော့နေမြေဒေတာသားရဲ့အင်တာနက်ဆာဗာရဲ့ကွာခြားဖြစ်ပေါ်မှုတွေရှိပါတယ်တရုတ်ရဲ့မြေပညာပိုင်းဒီဘက်မြန်မာပြည်နယ်မြန်မာပြည်နယ်ဘက်ကိုကျွန်တော်တို့မြန်မာပြည်နယ်ဘက်ကိုလာပြီးတော့စမ်းသပ်နေခြင်းဖြစ်ပါလိမ့်မယ်ချက်ပြီးတော့လဲ test run လုပ်ပါလေဦးမယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ မင်းအောင်နိုင်တဲ့စစ်ဘုတ်ချုပ်တတိုင်ဟာတရားမဝင်ရွေးကောက်ပွဲမဲဆွယ်ကာလမှာလျှက်စစ်မိတွေတစ်ချိန်လေအင်တာနက်လိုင်းတွေထဲလက်လက်ထနေနေကြတာဖြစ်ပါတယ်။ယခုအနေထားကိုအသိတော်သဘောမကျပေမဲ့လည်းကြောက်ကြောက်နဲ့လက်မခံခြင်းပေမဲ့အောင့်တက်တက်နဲ့လက်ခံနေရပါတယ်။အဲဒီတော့မြို့တော်ရောင်ကုန်တခွင်းစက်ဖို့အမှန်လောင်းတွေဘလို့တွေလှုပ်ရှားနေကြသလဲ။ဒါမှန်မြို့နယ်မှာတော့အကြမ်းဖက်စစ်တပ်ဟာအာဏာသိမ်းပြီးမကြခင်ပေါ့ဗျာစောင်းစီဝယ်ယူခြင်းကတ်တွေပေးပါတယ်။ နောက်ပိုင်းရောက်လာတော့စီစာစီစာကိုလုတ်ပေးတယ်ပေါ့ဗျာ။အပြီးခဲ့တဲ့ယခုလရှိရနေကတော့စားအောင်စီတွားပြီးဝယ်တဲ့စားတုံးတွေကိုမဲဆွဲတဲ့ပန်ဖလက်လေးတွေလက်ကမ်းထည့်ပေးလိုက်ပါတယ်။လူသားသူကြားထဲမှာမဲမဆွဲရဲတော့တိုးတိုးတိတ်တိတ်မဲဆွဲလာကြတာကိုတွေ့ရပါတယ်။ချိန်မှာပြောခဲ့တဲ့73စီဝယ်ခွင့်ကတ်ဒီစားအုပ်တွေဆိုတော့နည်းနည်းသတိရမိတော့ပါတယ်။အဲ့ဒီလိုမျိုး စောင်းစီခွဲတန်းကြဝဲတာကိုစစ်တပ်ထဲမှာစီတိုနာသွားမယ်စီတိုနာသွားမယ်ဆိုပြီးခေါ်ကြပါလေလွန်လေခဲ့တော့2000ခုနှစ်အလွန်ကာလတွေမှာပေါ့ဗျာအခုစီရေးပြည်တန်နေတဲ့ဗရောင်းတန်တွေကနေရန်ကုန်ရွှေမြိုတော်ကြီးကိုစီရင်တိုင်းကြီးနဲ့ကျွန်တော်ထွက်လာခဲ့တယ်ပေါ့မမရကျွန်တော်တို့တင်နန်းသားတွေပါတင်နန်းသားအင်အားအယောက်40ခေါ်ကားကြီးနှစ်စီးနဲ့နဝရီသားကြီးကိုဖြတ်ပြီးတော့ပေါ့ ရန်ကုန်ပြည်လမ်းမကြီးတိုင်းခြိတက်လာတာပေါ့ဗျာအဲ့တော့ကတော့ဘာတီယိုးမှာလဲခလေးသာသာရွယ်ဘရိဝတ်မိနေတဲ့အချိန်ပေါ့ကောက်တော့မှာတော့မှပဲပြည်မနဝရေတရာကာကြီးကငယ်အေးရမြစ်ကိုကူမဲအဲ့လိုတချင်းလေးတောင်ကျွန်တော်တို့တွေအော်ဆိုခဲ့ကြပါသေးတယ်ကျွန်တော်တို့ကဒီဗရောင်းတန်နေမှာပေါ့နော်အကြံလောင်းတင်တန်းပြက်ပြီးတော့ကျွန်တော်တို့ကိုတရစ်ဒုတက်ကြဆိုပြီးတော့ဒုတိယတက်ကြပေါ့နော်ဒုတက်ကြဆိုပြီးတော့အစင်တိုးပစ်လိုက်တာပေါ့ အခုကျွန်တော်တို့ကြီးလူစစ်စစ်မှုရန်အပတ်စဉ်တစ်တွေကိုလည်းအစ်စ်နေတိုးပေးပြီးတော့သူတို့စီးယုံနေကြပြီဖြစ်ပါတယ်။မန္တလေးနန်းနဲ့ကအမှတ်121ထောက်ပံ့နေပို့ဆောင်ရေးတပ်ရင်းမှာအစ်စ်တိုးပေးပြီးတော့၅နှစ်ပြည့်အောင်စစ်မှုထမ်းခိုင်းမှုအစပြီးစီးယုံနေပါပြီ။ထောက်ဖို့ပါကွာစစ်မတတ်ရပါဘူးဆိုပြီးစီးယုံပါလိမ့်မယ်။စစ်တပ်နှစ်ထီ၅ချက်နမ၅ချက်ပါအလဲကြရဲ့နမတောင်ယုံရပါတယ်။ထောက်ဖို့လောက်မပြောနဲ့ကပ္ပစတောင်စစ်တိုက်နေရတာကြည့်ပါ။ အမလေးကိုဘီကြီးရယ်ကိုဘီကြီးဆိုတာကကျွန်တော်တို့ Battalion Engineer စစ်မြေပြင် Engineer တပ်ဖွဲ့ကိုပြောခြင်းဖြစ်ပါတယ်အမလေးကိုဘီကြီးရယ်ရှင်ပြောတော့စစ်မတိုက်ရဘူးဆိုအခု NRY လေးတောင်မကြမ်းပါလားဆိုတာလဲကြားဘူးကြားတော့ပါမယ်မကြဘူးသေးလူတွေရှိခဲ့မယ်ဆိုရင်တော့နောင်များမှာပေါ့ဗျာအဲဆက်ရရင်ကျွန်တော်တို့ဒီအစင်တိုးပြီးကာလဆိုတော့လူကလည်းမြောက်ကြမြောက်ကြနဲ့ပေါ့လမောင်းရေကိုကြည့်လိုက်ခရာဂျိုးကိုကြည့်လိုက်ရဲ့ လာသေးတာပြောတာဟုတ်သူတို့တွေကရှေ့ရလူတွေဆိုရင်စစ်သက်၄၅6နှစ်တောင်တရရရမလွယ်ဘူးမင်းတို့ကြတော့နေနေတွေ့လားလူကြီးတွေကမင်းတို့တက်လန်းတွေကိုဖွင့်ပွေးတာဘာညာတာရကာပေါ့ဗျာတကယ်ကမဟုတ်ပါဘူးတက္ကသိုလ်ဝန်ထမ်းအောင်မီတာဖြစ်ရင်ဒုတက်ကျတက်ကျရရှိရေဘလို့လုပ်ပေးရမယ်ဆိုတာကိုတရားဝင်ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်မတ်စုပါပညာရည်ချင်းနဲ့ခန့်ကိုခန့်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့မှာအဘခေကိုအဘတွေအဘတွေကျေးဇူးတွေတင်းနေတာ ကျေးဇူးတွေတင်နေတာသူတို့ပေးတဲ့အရစ်ပေါ့အဲအဲ့လို brain west လောက်တာဖြစ်ပါတယ်လာသေးတာမင်းတို့ဟာဒီနေ့ကစပြီ non commission officer အမ်ပြန်သားဝင်မဟုတ်တဲ့အရာရှိတွေဖြစ်သွားပြီပြောရမယ်ဆိုရင်အရာရှိတွေပဲအော်အဲ့တော့တကယ်အဟုတ်ကြီးတွေထင်နေရတာတကယ်တမ်းပြန်သားဝင်မဟုတ်ပါဘူးဆိုကမှအခုဖြုတ်လို့ရတယ်အခုခန့်လို့ရတယ်မျိုးဖြစ်ပါတယ်အရင်ဖြုတ်ရင်အယုတ်ဖြစ်တယ်ဆိုတာပေါ့ဒါကြောင့် မင်းတို့ဟာတဲ့ရဲဘော်တွေလိုတွေ့ရမြင်ရလမ်းပေးပြပန်းလို့မရတော့ဘူးဆိုပြီးအာဂျင်းတွေလှိမ့်ကြွေးတာအခုလူသစ်စစ်သားတွေလည်းနှစ်နှစ်သားဆိုတော့ brain wash တော်တော်လေးမိနေနိုင်ပါတယ်ကဲဆက်ရရင်အဲ့လိုနဲ့ကျွန်တော်တို့ရန်ကုန်ရောက်တော့ချော်ရင်းကုန်းတပ်မှာခိတ္တဆုဖွဲ့ထားတယ်ပေါ့ဗျာနောက်ထပ်တင်သားတခုတက်ရအောင်စောင့်နေအဲ့မှာတီလဝါစိတ်ကမ်းမှာရောက်လာတဲ့ကွန်တိန်နာတွေဘလို့တဲတယ်ဘလို့တူလောင်တယ်ဘလို့စရင်ထိမ့်သိမ့်တယ်ဘလို့ဖြန့်ခွဲတယ် လေ့လာရတာပေါ့လေ့လာပါလေကျွန်တော်တို့တော့တွေ့လာအဲ့ကွန်တိန်နာကားတွေကနေအဲ့ခေတုံကလေးကပြိုင်ကားလေးတွေပြိုင်ကားလေးတွေကားလက်လာလေးတွေထွက်လာတာသူတို့ဘိုးချုပ်တွေဘိုးချုပ်တွေတာသမီတွေစီးရကားတယ်အဲ့ဒါတွေတင်းပေးတာပေါ့ကျွန်တော်တို့အဲအဲ့ဒီမှာအဲ့ဒီတက်မှာကျွန်တော်တို့စုဖွဲ့ထားတော့အဲ့မှာကာဝေးပစ္စည်းထုတ်လုပ်မှုတက်ဖွဲ့တွေရဲ့ပညာရေးဆိုင်ရာသင်တန်းသားတွေလည်းအများကြီးတွေ့ပါတယ်အများကြီးတွေ့ရအဲ့မှာပညာရှင်ဆက်မှုစစ်တီအလောင်းလျာကြီးတွေပေါ့ကျွန်တော်တို့ကတော့အဲ့ဒီတော့ရောက်လာတာတိုက်ခိုက်ရေးသင်တန်းသားတွေဖြစ်နေပေါ့ဗျာ ပြောရရင်ရန်ကုန်တက်တွေကအချွေမွေအဲ့တော့ကတော်တော်ညံ့ပါလေရိတ်တာလေးဆိုတာကျွန်တော်တကယ်ဆုံးပြတ်လို့ပါအခုကောင်းလားဆိုတော့အခုကဓာတ်ပုံရိုက်တဲ့အချိန်ကောင်းတယ်ရိုက်ကူးရေးလုပ်တဲ့အချိန်ကောင်းတယ်ပေါ့နော်အဲ့လိုပါပဲပတ်စံပြတ်တဲ့အချိန်ဆိုရင်ကျွန်တော်တို့ဈေးမှာဈေးတယ်လေးတွေရှိမယ်တခါလေးပတ်စံပြတ်နေကျွန်တော်တို့စားဖို့မရှိပါဘူးအိမ်ကလည်းခဏခဏပို့ရတော့ညိုညင်းလာပါတယ်အဲ့တော့ထမင်းမြေအောင်ဆိုပြီးတော့မှတ်မိတယ်ကျွန်တော်အဲ့မှာမလွပါဘူးကြီးမလွပါဘူးကြီးမလွပါဘူးကမလွပွင့်လေးညာပြုတ်ကြတာမလားမလွသေးလေးညာကြောက်လားကြားလားမလားဆိုပြီးတော့စောင့်ပြီးစားခဲ့ရတာအမှတ်ရပါသေးတယ် ဲ့လိုနဲ့ကျွန်တော်တို့ဒီကြားထဲမှာအဝေးတွေဖြေဖို့ဆိုပြီးတော့ကျွန်တော်တို့ခွင့်နှစ်ပတ်ရပါအဲပရမဆာလာချင်းတော့ကျွန်တော်တို့အဝေးတွေပြင်မဲ့သူတွေကိုနှစ်ပတ်ပါနောက်ပိုင်းမှာတာမန်ခွင့်တလဆိုပြီးတော့ပေးတာပါအစပိုင်းတော့အဝေးတွေပေါ့နော်အဝေးတွေလက်တွေ practical ရှိတဲ့သူတွေပါစီယုံခဲ့ပါတယ်အဲနောက်ပိုင်းမှာတော့ practical ကနှစ်လတစ်ခါလားတလတစ်ခါလားသင်္ချာသမားတွေလား chemistry သမားတွေလားမသိပါဘူးအဲ့ဒါတွေပေါ့နော်ခွင့်အဲ့လောက်မပေးနိုင်ဘူးဆိုပြီးတော့ by force နဲ့ပေါ့နော်မင်းတို့သိပ္ပံတွေကနေဝိဇာတွေကိုပြော မပြောင်းနိုင်ရင်တော့ငါတို့ကခွင့်မပေးဘူးတော့ဘူးဆိုပြီးတော့အဲ့လိုမျိုးဖိအားပေးတဲ့အတွက်ပြောင်းကြရတဲ့သူတွေလည်းရှိကြပါတယ်။အဲ့တော့ကျွန်တော်တို့ခွင့်ပြန်ကြတာပေါ့ဗျာ။အဲ့ဒီမှာဂျန်ကနေမပြန်မဲခွင့်မီပဲကြံနေခဲ့တဲ့ကျွန်တော်တို့တော်သီးပေါ့နော်အခုပြောနေတော်သီးကြာံလေးယောက်ကြံခဲ့။ဂျန်ကရောက်တော့ခွင့်ပေးတာတောင်မပြန်ဘူးဆိုတာတကယ်ပြောစမ်းတောင်တွင်ပါလေတကယ်မှန်ပါလေ။ဒီနေရလဲဆိုတော့ကျွန်တော်နဲတော့မပြောချင်ဘူးဗျ။ဒါမဲ့ပြောတော့ပြောလိုက်မယ်နော်။ကျွန်တော်တို့ ဒီနေရာလဲဆိုတော့ကျွန်တော်နာမည်မပြောဘူးစိတ်ဆိုးပါသလိုဂိတ်ဆုံးဂိတ်ဆုံးပတ်တယ်ဆိုရင်သိရမလားအဲ့နေရာဒါမဲ့အဲ့ short မတော့ပါနဲ့ short မတော့ပါနဲ့အဲ့ကိုဆရာတွေကလဲပါတယ်ကိုဆရာတွေ short မတော့နဲ့ခွင့်ပြန်ရမယ့်အထက်ကကျွန်တော်တို့တွေရဲ့ဝန်ထမ်းကတွေပေးခဲ့ပါဆိုပြီးတော့အဲ့မှာယူထားလိုက်ပါသူတို့ကဘာဖြစ်လဲဆိုတော့အဲ့စုဖွဲ့တွေရဲ့တက်ကလည်းခွင့်ဆိုရင်ထမင်းမတွေ့ဘူးထမင်းစားခြင်းတက်မှာအလုပ်လုပ်ရမယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့အလုပ်လုပ်မယ်ဆိုရင်သူတို့တက်ရဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေပေါ့ဒီမှာဝက်ချန်တို့ကြက်ချန်တို့တွေမှာသွားပြီးလုပ်ရတယ် အဲ့ဝက်ချန်လည်းအင်းအားကန်းစားမှာပါကျွန်တော်တစ်ခေါက်ရောက်ဘူးရဲ့အဲ့ဝက်ချန်လည်းအစာသွားထည့်ရေကိုပဲအဲ့မှာမျော်ကြီးတွေအဲ့မှာရှော်နေရှော်ကနေနဲ့ရေကူးလာတာဆိုတော့ဗျာကျွန်တော်တို့အညာသားတွေအဲ့မှာစမုံတုံးတာပေါ့အဲ့မှာအဲ့လိုနဲ့သူတို့ကလည်းတက်ခါကျွေးရဓမင်မစားဘူးဆိုပြီးတော့စီတိုးနာကြတယ်အဲ့အဲ့မှာစီတိုးနာပေါ့အဲ့အဲ့ဒီခေတ်တုန်းကကျွန်တော်တို့ပြောရမယ်ဆိုအခွန်လုတ်ဈေးခေတ်ကျဲဦးတို့ဆက်ပြားတို့တန်းစီကြရတဲ့ခေတ်ပါဒါသူတို့အဲ့ကျဲဦးတို့ဆက်ပြားတို့တော့မလုပ်ဘူး ဘာဖြစ်လို့လဲလက်မောက်မှာတင်းကျင်းနေတင်းကျင်းနေအရာရှိတယ်ဆိုတော့သူကမလုံးအကြီးကြီးမှလုံးမှာပေါ့ဘာလုံးကြလဲဆိုတော့ကျွန်တော်ဒီညောင်မင်းလေးပလာဇာကိုသွားပြီးတော့စီသွားတူကြပါတယ်တဲ့ဘလို့သွားကြရလဲဆိုမမရသူတို့ပြောမှုတွေလိုက်တောင်ပြဘူးသေးရေကျွန်တော်တို့တရားဆောင်မှတ်တမ်းအနေရည်တံမှုတွေကိုကြံကြောင်းရည်နဲ့ထည့်သွားတဲ့အဲ့ဒီခေတ်တော့ကျွန်တော်ကြံကြောင်းရည်ခေတ်ကြံကြောင်းရည်ခေတ်အဲ့မှာတဲ့44လား43လားအဲ့ဒီလိုင်းကားကြီးတွေစီးပြီးတော့အဲ့တရားဆောင်ကနေစီးပြီးတော့သွားကြပါတယ်တဲ့အဲ့မှာ ျွန်တော်တို့ဒီခွင့်ပြန်သွားတယ်ကျွန်တော်တို့ရဲ့ဝန်ထမ်းကတ်တွေနဲ့ကိုသားပါတို့တန်းစီခွဲတန်းရတော့တို့အဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ပေါ့အဲ့မှာစီတိုးရင်းနဲ့တောင်းနဲ့အဲ့မှာဒလနဲ့ရန်ကုန်တံပန်တွေကိုကြည့်ပြီးတော့စစ်တပ်ထဲကိုဝင်လာမှားတယ်ကွာတကယ်ဆိုတင်းမောသားတွေပါမှာဆိုပြီးတော့ပြန်လာတော့အဲ့မှာအတွေ့အကြုံတွေပြောပါသေးတယ်ဆက်နေသူတို့ကလည်းစိတ်ကူးပေါက်တာရှားလို့ကျွန်တော်တို့တီလဝါဘက်ကိုရောက်တဲ့အချိန်မှာတင်းမောသားဖြစ်တယ်ဖြစ်ချင်တယ်ဆိုပြီးပြောရမှာအဲ့မှာမပြောဘူးပင်လယ်ကကျယ်လို့ဖြစ်နေမှာတော်လေးနဲ့ဒလနဲ့ကြတော့ဟိုဘက်ကနေဘက်ကလှမ်းမြင်ရပါတယ် တ်တယ်မလားအဲ့တော့သူသင်္ဘောသားပါတော့နေချင်းပြန်သင်္ဘောသားလုပ်ချင်တဲ့အနေထားပါဆိုလိုတာကဗျာအဲ့ဒါလိုစောင်းစီတွေဝယ်ကြတယ်ဆိုရင်အခြေခံလူတန်းစားတွေလို့ဆိုတာနဲ့အဲ့လိုဝယ်စားတွေအတန်းစားတွေလို့ဆိုလိုခြင်းဖြစ်ပါတယ်ချုပ်ရရင်စစ်တပ်ကအစင်တုတ်ပေးတယ်ဆိုတဲ့ချုပ်ွက်စစ်စည်းုံနေဆိုတာကိုနားလည်ကြဖို့လိုပါတယ်အရင်ဆိုတာအခုဖြုတ်ရင်အခုရပါတယ်ရုပ်ဆော့အောင်စင်တန်းတည့်ရင်တော့အရင်ဖြုတ်ရပါ လွန်ခဲ့တဲ့နှစ်20ကျော်လောက်ကကျွန်တော်ဆိုရင်အဲ့မှာအရစ်ကိုဖြုတ်လိုက်တက်လိုက်နေအဲ့တော့ငယ်ရလဲငယ်သေးတော့ဖြုတ်တာတက်တာမလုပ်တတ်လို့ကိုပဲအဲ့မှာအချီလေးနဲ့ပြဲပြီးယူနီဖောင်းတွေပြဲခဲ့ရဘူးတာတောင်ရှိပါတယ်။ဒါကြောင့်အစင်တိုးပေတယ်ဆိုတာကိုနားအောင်မသွားကြဘူးအရန်အရေးကြီးပါတယ်။ချမ်းပြည်နယ်တောင်ပိုင်းရွာသံခြေစိုက်တော်လန်ရေးတပ်ဖွဲ့တစ်ခုဟာဓနုတော်လန်ရေးတပ်နဲ့ပူးပေါင်းလာခဲ့တာကိုတွေ့ရပါတယ်။ဓနုတော်လန်ရေးတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာပူပေါင်းပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးရှမ်းမြောင်နယ်ရှမ်းတောင်ရဲ့တကားပေါက်တစ်ခုဖြစ်တဲ့တောင်ခမ်းစစ်မြေနာမှာအထောက်ကူများစွာရရှိခဲ့ပါတယ်။ဒုံးတပ်တွေချင်းချင်းအပေါင်းစည်းလာကြပြီဖြစ်တဲ့အတွက်ပင်တရရွာငန်းရက်ဆောက်ဒေသတွေမှာတော်လန်ရေးအင်အားစုထိန်းချုပ်ဧရိယာတွေထပ်မံကျယ်ပြန့်လာနိုင်မယ်လို့တွက်ဆရပါတယ်။ KNDP နယ်မှာတော့ထိတွေ့တိုက်ပွဲတွေရှိနေသေးတာဖြစ်ပါတယ်။ဗော်လခဲကိုဥတီနေတဲ့စစ်ရင်တန်းတွေကိုတော့မိုင်းဒါစီခင်းချင်းပြီးအလုပ်ပေးထားတယ်လို့ယူဆရပါတယ်။ ချီတဲမှုကြီးကြီးမားမားမရှိဘူးဆိုပေမဲ့ချီတဲနှောင်းဟာထူးခြားမှုမရှိသလားနေကွေးနေတာကိုတွေ့ရပါတယ်။လိုင်ကောခြေဆိုင်အမှတ်356အမြောက်တိုင်းကနေလိုင်လင်လေးဘက်ကိုလက်နဲ့ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေဒရယ်ဆက်တောက်လျှောက်ပြုလုပ်နေခဲ့ပါတယ်။စေစကားဘက်မှာထိတွေ့မှုကြီးကြီးမားမားရှိနေပုံရပါတယ်။လေဘုံကြီးကွန်နာဝင်းကျင်မှာအချမ်းဘက်စစ်ကြောင်းတွေလှုပ်ရှားဖို့ကြိုးစားနေတာဖြစ်ပြီးလေကြောင်းကနေဘုံချတိုက်ခိုက်သွားခဲ့တာရှိပါတယ်။ မိုးပြင်းတဲ့ဒီမော်ဆိုးကြားကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဆိုတဲ့နေရာမှာတိုက်လေရင်နဲ့လှုပ်တာရဲ၊တဲယူပို့ဆောင်ရေးလေရင်နဲ့လှုပ်တာရဲဆိုပြီးနှစ်မျိုးရှိပါတယ်။တိုက်လေရင်နဲ့လှုပ်တာကတော့ပေါင်ရာချီလေးရဲ့လေဘုံးသီးတွေကိုချိတ်ဆွဲပြီးကျဲချတိုက်ခိုက်တာဖြစ်ပါတယ်။တဲယူပို့ဆောင်ရေးလေမြန်နေနဲ့ကြတော့ one byte ပေါက်ကနေစိန်ပြောင်းမော်တာဘုံးသီးတွေကို PVC ပိုက်တွေနဲ့ရှော့ချပြီးထိကျင်အားထိကျဲချတာဖြစ်ပါတယ်။ ညတော်အပြင်60မမ81မမ120မမဘုံကြီးတွေနဲ့ချေယာမြာချဲချတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ခြေပိုင်းရည်တွေတော့မော်တာစိန်ကြောင်းဘုံကြီးတွေရဲ့တာဝေးအလုံးလုံးပုံကိုပြောပြခဲ့ပြီးဖြစ်ပါတယ်။ဘုံကြီးတွေဟာစိန်ကြောင်းထိတ်ဝါကနေရှော့ချလိုက်တဲ့အခါမှာစိန်ကြောင်းအောက်ခြေမှာရှိတဲ့ကြီးရိုက်တန်နဲ့ဘုံကြီးဖက်မှာရှိတဲ့ငရေမိကွက်ရိုက်ကန်မှုဖြစ်ပြီးတုံးကန်ထွက်သွားခြင်းဖြစ်ပါတယ်။ဘုံကြီးမှာချီနောင်ထားတဲ့ရံပြောင်းရဲ့နှိမ့်တောင်မြင့်တောင်ပေါ်မှာမူတည်ပြီးတော့အနီးအဝေးရောက်ရှိတာပါ။ နောက်ပိုင်းစိန်ရောင်းနေဖြစ်တဲ့အမေ9ကွန်မန်ဒိုစိန်ရောင်းနဲ့အမေ6 120မမစိန်ရောင်းနေမှာတော့ခလုတ်တွေတက်ဆင်လာခဲ့ပါတယ်။စိန်ရောင်းကနေထွက်လာတဲ့ဘုံဒီဟာသူ့ရဲ့ပြန်တမ်းမှုအရှိန်ကြီခုံလမ်းကြောင်းအတိုင်းမြေပြင်ဒါမှမဟုတ်ပြစ်မှတ်ကိုကြားရောက်ရမှာတော့ဘုံဒီရဲ့ထိပ်ပိုင်းစနက်အုံပိုင်းနဲ့ကြားရောက်ပေါက်ခွဲခြင်းဖြစ်ပါတယ်။မြေပြောတဲ့အခါဒါမှမဟုတ်ရွှွန့်နှွန်နေတဲ့ကိုကြားရောက်တဲ့အခါမှာတော့ပေါက်ကွဲမှုမရှိပါဘူး။ဒီနေရာမှာဘုံဒီကိုမော်တာနဲ့မထည့်သွင်းမီ လုံခြုံရေးပင်ကိုဖြုတ်ရပါတယ်။ပြီးရင်ဘုံဒီရဲ့ထိပ်ပိုင်းမှာစနက်အနည်းနဲ့အများဆိုပြီးနှစ်ခုရှိပါတယ်။တော်တော်များများကတော့လာထားဆိုပြီးပြစ်ခတ်ကြတာများပါတယ်။စနက်အနည်းကိုဘလို့နေရာတွေမှာပြစ်ခတ်ကြသလဲဆိုတော့မြေရောက်ဘန်ကားတွေအတွင်းကိုကြားရောက်ပေါက်ကွဲစေလိုတဲ့အခါမှာအသုံးပြုရတာဖြစ်ပါတယ်။တချို့ဘုံဒီတွေမြေပြင်ပေါ်ကိုကြားကြခြင်းမကွဲသေးပဲစက္ကန့်ပိုင်းလောက်ချပြီးမကွဲဘူးဟာဆိုပြီးအကွဲအကာအကာအကွဲကနေထွက်လာကြတဲ့အခါမျိုးမှာ ပေါက်ကွဲမှုဖြစ်ပြီးထိခိုက်မှုတွေရှိကြခြင်းဖြစ်ပါတယ်။စေယူဖို့ဆောင်ရည်လေရည်တွေကလည်းစိန်ပြောင်းမှုသည့်အလုံးရေရာကဏ္ဍဤပါရှော့ချပြီးနေချောင်းရံကာကွယ်ရေးလက်နက်တေချာပေါက်မရှိနိုင်မဲ့ဒေသတွေကိုရွေးချယ်ပြီးတိုက်ခိုက်နေခြင်းဖြစ်ပါမိုးပြတဲ့ကိစ္စကိုဆက်ရရင်ပီကင်းလမ်းဘက်ကိုစစ်ကြောင်းတချို့အစပြီးတိုးလာနေတာရှိပြီးကီယန်နီပူပေါင်းတပ်တွေကဒရုန်းသုံးပြီးဥနေတိုက်ခိုက်မှုလုပ်ထားနိုင်တာကိုတွေ့ရပါတယ်။ လိုက်ကော်လော်ဗီတာလမ်းကြောင်းကိုညာနှုံးပြည့်အသုံးပြုနိုင်ခဲ့ပြီဆိုပါကအချမ်းပက်တာဟာအင်အားသုံးပြီးဝင်ရောက်လာနိုင်မှုရှိနေပါမိုင်းလုံးပန်ကန်းငွေတော်ဒီမော့ဆိုလမ်းမကြီးတိုင်းတင့်နဲ့တန်းချက်ကရောရာစစ်ရင်နှန်းအစုဖွဲ့ဝင်ရောက်လာဖို့ပြင်ဆင်နေကြတယ်လို့သိရှိရပါမန်လီတိုင်းမရယာအင်းင်းမြိုင်ဆယ်တော်ကြီးနဲ့စကြင်တော်ဝင်းကျင်ကိုအချမ်းပက်တာဟာပြန်လည်ထိချုပ်ပြီးနောက်ပိုင်းမှာမန်လီမြောက်ချမ်းစစ်ရေးအနေထားတမျိုးတစ်ဖုံပြောင်းလဲစပြုလာပါတယ် အကြမ်းတ်တရဲ့စစ်ကြောင်းတွေက AM760 မှာတာဝေးစိန်ပြောင်းကိုဖော်ဖော်တီတီတောင်းဆွဲလာတာကိုတွေ့ရပါတယ်။မလျာမြို့နယ်မြောက်ပြားဖြစ်တဲ့တန်ဃာမြောက်ရွာဒီချိတ်ချုပ်ထားနိုင်တဲ့စစ်တပ်ဟာတပိတ်ချင်းတွေအတွင်းကိုအလုံးကြီးနဲ့ဝေရောက်နိုင်ရေးပြင်ဆင်လာတာကိုတွေ့ရပါတယ်။အပေါ်သားတင့်တဲ့တန်ချက်ကရင်တွေဖြတ်ကူးနိုင်ရေးပါကြိုးစားလာတာကိုလည်းသိရှိထားရပါတယ်။လက်ရှိစီရေးပြင်ဆင်နေမှုအရာကတော့တပိတ်ချင်းရဲ့စင်ကူးကိုသာအဓိကစစ်မျက်နှာဖြစ် ပြင်ဆင်လာခြင်းဖြစ်တယ်လို့သုံးသပ်ရပါတယ်။ တွင်ကဘယ်ချမ်းကိုသာအင်အားဖြစ်တည်နေခြင်းဖြစ်ပြီးမရယာဘယ်ချမ်းရဲ့စေရေးလှုပ်ရှားမှုကတော့မတွေ့ရသလောက်ဖြစ်နေပါသေးတယ်။သတင်းပြောင်းနေတာကလည်းသတိချစရာဖြစ်ပါတယ်။အမတ်65ခြေလင်းတိုင်ရဲ့စစ်ကြောင်းနှစ်ကြောင်းလုံးဟာတောင်ကြီးတက်မှာအခြေပြုခဲ့ရတာကနေညီတို့မျိုးဘုံခံကုန်းဆယ်တော်တဝိုက်ကိုရောက်ရှိသွားခဲ့ခြင်းမသိလိုက်ရဘူးဖြစ်ပါတယ်။ဒါကြောင့် ။တပိတ်ချင်းမျိုးနယ်ကိုကြမ်းဖက်တာဟာအင်အားအလုံးရင်းနဲ့တိုက်စစ်ဆင်လာမှာဖြစ်ပြီးတပ်အမတ်တွေကတော့စီစစ်နေကြတာဖြစ်ပါတယ်။ဒီပြည်တိုင်းတွေအရတော့တပိတ်ချင်းနယ်မြေအရဆင်မျက်နှာမှာစစ်ကောင်စီအင်အားထောင်ကနန်းကျော်ရောက်ရှိဖြန့်ခွဲလှုပ်ရှားနေတယ်ဆိုပေမဲ့အတီးပြုတ်နိုင်ရန်ထောက်လန်းနေတယ်လို့ဆိုရမှာပါ။စကိုင်းတိုင်းအလုံးတက်နေအမှန်အားဖြင့်အမြောက်တိုင်းကနေ120မမဆင်းမြောင်းနဲ့မြောက်ဖက်အရှေ့မြောက်ဖက်တွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ ဂျပန်နေ့မနေ့9နာရီကျော်မှာလေးလုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးတေဒီကိုဓာမင်းရဲ့ရွာတွေဘက်ကိုကြားရောက်ပောက်ခွဲခဲ့ပြီးအထူးကြိုက်ကတော့မသိရှိရသေးပါဘူးဒီပဲရင်မြို့နယ်ကိုလည်းဂျပန်နေ့ညနေပိုင်းမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပါတယ်အဆိုပါတိုက်ခိုက်မှုကတော့အကြမ်းဖက်တပ်ဟာတရေတိကျနဲ့ပြုလုပ်သွားခြင်းဖြစ်နိုင်တယ်လို့ခံမှန်းရပါတယ်ချင်းပြည်နယ်မြို့တော်ဟာကာပြီးခဲ့တဲ့9ရက်နေ့ကမြို့ရင်းတိုက်ခိုက်မှုဖြစ်စဉ်မှာကိုလာရွှေရဲရဲလက်ဗတင်နေလူရဲအုပ်စော်မျိုးထက် မက်စီကတ်ခဲ့ပါတယ်။အကြံပေးတဲ့စစ်ကြောင်းတွေကတော့လက်တလောချီစစ်လမ်းကြောင်းရဲ့အချက်အချာမြေလို့ဆိုရမယ့်တိုင်းရင်းကိုထိုးစစ်ဆင်နေတဲ့ဖြစ်ပါတယ်။ကနေဒီတောင်နဲ့တိုင်းရင်းသားမှာတော့အကြံပေးစစ်ကြောင်းတွေအထိနာလိုက်ပြီမဲ့ဖွဲ့စည်းပုံပြတ်သွားခြင်းမရှိတာကိုတွေ့ရပါတယ်။အကြမ်းဖက်တဲ့ခြေစစ်ဟာရက်တန့်ကလေးဖြစ်သွားခဲ့ရပေမဲ့တိုင်းရင်းနယ်မြေမှာတော့တားစိတ်ပိုင်းတချို့နေရာယူသွားနိုင်တာကိုလည်းတွေ့ရပါတယ်။မကွေးတိုင်းဗရန်တာနဲ့နိုင်ငံစစ်တေတာမှာတော့ငဖဲမျိုးတွေကိုထွက်ခွာသွားတဲ့စစ်ကြောင်းငယ်တခုဟာအဆုံကုန် အမကွေးရမှာအမြောက်စစ်စီကိုကဲမှုဌာနချုပ်အတွင်းသို့ပြန်လည်ဝင်ရောက်လာတာကိုတွေ့ရပါတယ်။ခေယံရိတ်ကတင်ဆောင်ထားတဲ့စစ်ရင်တစည်းတလီကတော့ပုံမှန်အတိုင်းဇင်ရွှေကြီးရဘက်သို့ပို့ဆောင်နေတဲ့ရှိနေပါသေးတယ်။ဂျမန်နေ့မနေ့မှာတော့ရင်ပေါ်လိုက်အင်အား20ခန့်ပါတဲ့စစ်ရင်တစည်းဟာအမရန်လမ်းတဲ့အတိုင်းဆက်စီကြီးရဘက်ကိုတက်လာတာတွေ့ရပါတယ်။ဂျော်ဒေတာသီးသီးမြို့နယ်အခြေချမ်းကိုတော့ဂျမန်နေ့နေ့လယ်ပိုင်းမှာတိုက်လေရင်တစည်းနဲ့3ချိန်လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့ပါတယ်။ ။သခိုးတိုင်းနောက်ထပ်ဗလောင်းတက်တဲ့အတွင်းမှာတော့မတုံချေဆိုင်အမှတ်၆ကာဝေးပစ္စည်းဆက်ယုံရဲ့အကာကြီးစကန်ကုန်ဖြစ်တဲ့၃လုံးကုန်လို့ခေါ်ကြတဲ့ point 666စကန်ဝင်းကျင်မှာထိတွေ့မှုတွေရှိခဲ့ပါတယ်။စကားမှာကပတိဘူကြီးတယောက်မက်ဆီဖြစ်မသွားပေမဲ့ဟာစီဟာစီတော့ဖြစ်နေပါပြီအကြမ်းဖက်တဲ့ဟာအဆိုပါ၃လုံးကုန်းကိုအခိုင်အမာခြေကုပ်ယူပြီးလက်နဲ့ကြီးစကားအဖြစ်ထက်မှန်မွမ်းမှန်ပြင်ဆင်နေပုံရပါတယ် ချစ်ရတွေကပြောခဲ့တယ်လားစစ်ကြောင်းကလက်နေကြီးပြစ်မှုယူပြီးလှုပ်ရှားလာနေတာကိုတွေ့ရပါပြီတောင်ဟုတ်တောင်ကြားနဲ့အနောက်ပိုင်းကိုဥတီနေတဲ့စစ်ကြောင်းစတင်အသက်ဝင်နေပြီလို့ပြောရမှာဖြစ်ပါဘရန်စနေနဲ့ပြမှာချမ်းဖက်တာဟာမက်ဆီကိုက်မာရသွန်တွေနေ့စဉ်ရှိနေပေမဲ့ခြေစစ်ကိုအလင်းပြတ်မသွားအောင်ဖြည်းဖြည်းချင်းစီမံနေတာကိုတွေ့ရပါတယ်။အဆိုပါစုဖွဲ့ခြေတက်မှုဟာရခိုင်ပြည်နယ်တောင်ပိုင်းကိုချင်းနှင်းဝင်ရောက်မဲ့လမ်းကြောင်းအစ တစ်ခုချစ်လာနိုင်ပါတယ်။ကြံငုံမျိုးကိုပြန်လဲတိုက်ခိုက်နိုင်တဲ့အဆင့်ထိရောက်သွားနိုင်ခြင်းရှိမရှိကိုတော့ဒီချိန်မှာခံမှန်းလို့မရသေးပေမဲ့ကြံငုံမျိုးနဲ့အတွင်းကိုတော့အနည်းနဲ့အမြန်ခြေချခွင့်ရသွားနိုင်တယ်လို့တော့ပြောရမှာဖြစ်ပါကြောင်းတုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ။စားလေဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်